ုတငယ်ချင်းရေဒီတပတ်တငယ်ချင်းတို့ TMF season လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတပတ်မှာတငယ်ချင်းကိုပြောပြခြင်းတဲ့အကြောင်းကတော့မြမလူဆိုရင်တော့ခိတိအစာတသက်အကြောင်းလို့ပြောမှာပေါ့နော်သူကမြမပြည်မှာဖြစ်တာတော့မဟုတ်ပါဘူးသူကပြင်သစ်နိုင်ငံမှာဖြစ်သွားတဲ့အဖြစ်ပြက်လေးပါနောက်တစ်ခုကလေဒီအကြောင်းလေးကိုဒီအကြောင်းလေးကဒီ Netflix မှာမရှိပါဘူးပြင်သစ် podcast တစ်ခုကိုနားထောင်ရင်းနဲ့ ဒီအကြောင်းလေးကိုစိတ်ဝင်စားဖို့ကောင်းလို့ဟိုဒီစီစဉ်လေးမှာတငယ်ချင်းကိုပြန်ပြောပြပေးချင်တာဖြစ်ပါတယ်။ဒီအဖြစ်ပြက်ဖြစ်သွားတာကတော့ပြင်သစ်နိုင်ငံဘိုဇဲဆိုတဲ့ရွာလေးတရွာမှာပါ။အဲ့ဒီရွာလေးကပြင်သစ်နိုင်ငံမှာဆိုပေမဲ့သူကအာပြင်သစ်ဆွစ်ဇာလန်နေဆက်နားမှာရှိပါတယ်။ဘာလို့ဒီပြင်သစ်ဆွေဇာလန်နေဆက်အကြောင်းကိုထည့်ပြောရလဲဆိုတော့အဲ့ဒီနေဆက်က ကရေခဲတောင်တွေ apps downtown တွေရှိရလေပြီးတော့အမှရေခဲတောင်တွေဖုံးပြီးတော့နှင်းလျှောစီအားကစားတွေအပန်းဖြေစခန်းတွေနဲ့အရန်ကိုနာမည်ကြီးတဲ့နေရာမဟုတ်လို့ပါ ပြီးတော့အဲ့ဒီရွာလေးကလည်းတကယ်ကိုအေးချမ်းပြီးတော့ဟိုအရန်ကိုလှတဲ့ရွာလေးတစ်ပါးလို့ပြောပါတယ်အဲ့ဒီရွာမှာ ဖြစ်သွားတဲ့အဖြစ်အပျက်ကတော့ဇူလိုင်လ26ရက်နေ့2012က လာဆိုတော့လွန်ခဲ့တဲ့73နှစ်ကပေါ့နော်လွန်ခဲ့တဲ့73နှစ်ကဖြစ်သွားတဲ့အဖြစ်အပျက်လေးပါအဲ့ဒီရွာမှာနေတဲ့ Jordan Lenisa ဆိုတဲ့ကောင်လေးတယောက်ပေါ့နော်သူကအဲ့ဒီအချိန်မှာအသက်က24နှစ်ပဲရှိသေးတယ်သူကဘလို့ဘာဖြစ်သွားလဲဆိုတော့သူ့အဖေရဲ့သူ့ညီနှစ်ယောက်ပေါ့သူ့အဖေရဲ့သူ့ညီနှစ်ယောက်စုစုပေါင်းမိသားစု3ယောက်ကိုသူကတွေးအေးအေးနဲ့ ဟိုတက်ခဲ့တာပေါ့နော်တက်ပြီးတော့အမေကိုလည်းသူကအဲ့လိုလုပ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အမေကတော့မတည်ခဲ့ဘူးပေါ့နော်တကယ်တော့အဲ့ဒီကောင်လေးယော်ဒန်လနီစာဆိုတဲ့သူရဲ့တမိုင်းပေါ့နော်သူရဲ့အရင်တော့ကဘာတွေဖြစ်ခဲ့တာလဲဘာပြမှုတွေရှိခဲ့လဲဆိုတာကိုပြန်ကြည့်လို့ရှိရင်သူကလုံးဝတာမန်လူငယ်လေးတယောက်ပဲဘာပြမှုမှလည်းမရှိဘူးဟိုရဲစခန်းတွေဘာတွေလည်းမရောက်ဘူးဒါပေမဲ့အဲ့လိုကောင်လေးကဘာဖြစ်လို့မြန်မိသားစုဝင်၃ယောက်ကိုရရဲ့ဆက်ဆက်တတ်ခဲ့ရတာလဲပေါ့နော် ဲ့တော့ဒီရွာလေးအကြောင်းကနေပြီးတော့အစာဆပြီးတော့ပြောပြမယ်ဒီရွာကကုနကအပေါ်မှာတငယ်ချင်းကိုပြောခဲ့တယ်လို့ပဲသူကအရန်လှတဲ့ရွာလေးဟိုဘလောက်လှလဲဆိုတော့ post card တွေဘာကြီးမှာဓာတ်ပုံတွေရဲမှာဘာကြီးမှာပါတဲ့ရွာလေးအတိုင်းပဲတကယ်ကိုရေခဲတောင်နေနဲ့အေးအေးချမ်းချမ်းစမ်းချောင်းလေးတွေကစီးနေတာတို့တောင်ကြချောင်းလေးတွေရှိတာတို့ရောင်စုံတစ်ပင်နေနှင်းတောင်နှမ်းနေနဲ့တကယ်ကိုအရန်လှတဲ့နေရာလေးပေါ့နော်အဲ့ဒီမှာ အဲပြီးတော့ပြင်သစ်ဒါမှမဟုတ်လို့ရှိရင်အဲဥရောပတထေးတွေစောင်းနှင်းဘက်ဆိုအပန်းဖြေသွားတဲ့နေရာဆိုလည်းမမှားဘူးသူတို့အပန်းဖြေသွားတဲ့အဲဒီတောင်ပေါ်မှာအပန်းဖြေသွားမယ်နှင်းလျှောစီးမယ်စိန်ခံကားတွေလည်းအများကြီးရှောက်လဲမယ်အဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒီပဝင်းချိန်မှာရှိတဲ့ရွာလေးပေါ့နော်အဲ့ဒီမှာအဲ့ဒီခုနပြောတဲ့ယော်ယော်ဒန်လနီစာဆိုတဲ့ကောင်လေးမိသားစုပေါ့နော်သူ့နာမည်ကတော့ယော်ဒန်ပဲအဲ့မဲ့လနီစာဆိုတာတော့သူ့ရဲ့မိသားစုစာနိုင်ပေါ့နော် အဲ့ဒီမိသားစုနေရကွာအဲ့ဒီနေတာမှာသူတို့မိသားစုကအဲ့ဒီရွာအလဲပေါ့နော်အဲ့ဒီရွာအလဲကရဲတိုက်တစ်ခုမှနေတာပေါ့ကွာအဲ့ဒီရဲတိုက်မှနေနိုင်နေဆိုတော့စဉ်းစားကြည့်သူ့မိသားစုကချမ်းသာတယ်မိသားစုတွေမှာပါပြီပြီးတော့အဲ့ဒီမိသားစုကိုလည်းလူတကာအဲ့ပဝင်းချင်းကလူတကာသိရကွာသူကအမ်အဖေလောက်သူကလည်းဟိုသူက ဟိုချမ်းသာတဲ့လူတယောက်အမေလို့သူကသူတို့ဖေရောအမေရောကအသက်45နှစ်ကျော်ပဲအဲ့တော့သူတို့နှစ်ယောက်မှာဒီဒီဇုံတွဲမှာตาအကြီးဆုံးကခုနကဒီဒီအเจ้าရဲ့ဇက်လိုက်ယော်ဒန်လက်နီစာပေါ့เนาะပြီးလို့ရှိရင်သမီးတယောက်ရှိတယ်သမီးတယောက်နာမည်ကရှာလန်လက်နီစာ နောက်ပြီးတော့ตาတယောက်ရှိတယ်ဘန်ဂျမင်လက်နီစာနောက်ဆုံးตาငယ်လေးကဗစ်တာလက်နီစာဆိုပြီးတော့အစုစုပေါင်းตาသမီး၄ယောက်ရှိတယ်ပေါ့เนาะ ဆိုတော့ဒီဇလန်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ယော်ဒန်လနီစာကဒါအကြီးဆုံးအဲ့ဒီအထဲမှာသူတို့မိသားစု၄ယောက်ဒါဒါ၄ယောက်ထဲမှာမှဒါသမီး၄ယောက်ထဲမှာမှဒီဘန်ဂျမင်းဆိုတဲ့ဟိုကလေးကသူကအကျဉ်းသားတဆုံးလူတွေနဲ့လည်းအဆင်ပြေတယ်။ကျောင်းမှာလည်းဟိုဘာမှလို့ပြောရရင်စာတော်တယ်အားကစားမှလည်းတော်တယ်ပေါ့ကွာ။မိသားစုကိုလည်းတီးတတ်တယ် ဆိုတော့ဥမာဆိုလို့ရှိရင် तू ရွယ်ဟိုသူ့ရွယ်မှာအကောင်လေးတွေပေးတေဆိုးနေပြီမဲ့ तू ကလိမ့်လိမ့်မမရင်းရင်ကြီးကြီးလေးပေါ့နော်ပြီးတော့အဲ့ဒီအငယ်ဆုံးသားနှစ်ယောက်ဖြစ်တဲ့ဘန်ဂျမင်နဲ့ဗစ်တာနဲ့ကပို့ပြီးတော့နီးစပ်တယ်ဟိုပို့ပြီးချစ်ချစ်ခင်ခင်ရှိရပေါ့နော်ဆိုတော့အဲ့ဒီသူတို့နေတဲ့ရဲတိုက်ထဲမှာဟိုဒီဒီဖြစ်စဉ်တွေဖြစ်တဲ့အချိန်မှာယော်ဒန်ကလွဲလို့မိသားစုအားလုံးအကုန်အတူတူနေတယ် ဆိုတော့ရှားလန်းကသူတို့တမီးရှားလန်းကလည်းအိမ်မှာပဲနေတော့သူဆိုတော့ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်ကွာဥရောပမှာဥရောပနိုင်ငံတွေမှာအသက်၁၈နှစ်ပြည့်လို့ရှိရင်တို့ကမိဘနဲ့အတူတူနေတာရှက်စရာကောင်းတယ်လို့ယူဆကြတယ်။ကြောင်းတက်ဖို့ပဲဖြစ်ဖြစ်အလုံးလုံးဖို့ပဲဖြစ်ဖြစ်ကိုချရာပေါ်ကိုရက်ဖို့ပဲဖြစ်သူတို့ကမိဘအိမ်ရထွက်ပြီးတော့ဟိုမိဘကတော့နည်းနည်းပါးပါးထောက်ပံ့ရင်ထောက်ပံ့မှာပေါ့နော်။နောက်ကနေပြီးတော့ဒါပေမဲ့အဲဒီ session နှစ်ပြည့်လို့မိသားစုနဲ့အတူနေရဆိုရင်တို့တို့အတွက်တို့ကရှက်စရာကောင်းတယ်လို့ယူဆကြတယ်။အဲ့တော့ ဒါပေမဲ့ဒီသမီးရှားလန်းကတော့16နှစ်ပြည့်ပြီးသွားပြီဟိုမိသားစုနဲ့လည်းအတူနေပေမဲ့သူကတော့အလုရှားတာတို့ဘာလို့ရှိတယ်ပေါ့နော်ဒီသားလုတ်သူကအကြီးဆုံးယော်ဒန်ကတော့သူမိသားစုနဲ့အတူမနေတော့ဘူးဆိုတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီမိသားစုကဒီယွာမှာလုံးဝပြည့်ပြည့်စုံတဲ့မိသားစုပေါ့နော်ဆိုတော့လူတွေကလည်းအဲ့လိုပဲယူဆတယ်ပတ်ဝန်းကျင်ကလည်းဘာဖြစ်လို့လဲဆိုတော့သူတို့မှာပြဿနာထူးထူးတွေလည်းမရှိဘူးပြဿနာအကြီးလည်းမရှိဘူးကောလာဟာလာတွေလည်းမရှိဘူးဆိုတော့ဒါပေမဲ့ အဖေလို့သူကအဖေလို့သူရဲ့နာမည်ကဟော Florhorn နဲ့သူကအာဘွဲရပညာတမဟုတ်ဘူး။သူကသူ့ဘာသာသူကိုဒူးကိုခြုံပြီးတော့စ조사လာတယ်သူသူမိသားစုထဲမှာလည်းဟိုအဖေမိချမ်းသာလို့သူချမ်းသာလာတာမဟုတ်ဘူး။သူကဘာလို့တာလဲဆိုတော့သူကဟိုဘယ်လိုပြောရမလဲ။อืม ဟိုအပူအပူအေးစနစ်ကိုထိန်းချုပ်တဲ့ဟာပေါ့နော်။ तू ကအဲ့ဒါကိုတီထွင်ပြီးတော့ချမ်းသာလာတာ။အဲ့ဒါကဘာလဲဆိုတော့ကွာဥမာသူတို့ဘက်မှာဆိုလို့ရှိရင် စောင်းတွင်းဆိုလို့ရှိရင်အိမ်ထဲမှာအပူပေးပြီးနေရတယ်။ဆိုတော့အဲ့ဒီအပူပေးတဲ့အပူတွေအပြင်ကိုမထွက်ရအောင် ပြီးတော့နှွေရာသီဆိုလို့ရှိရင်အပြင်ကအရန်ပူတဲ့အချိန်မှာအပြင်ကအပူတွေဒီဒီအိမ်ထဲကိုမရောက်အောင်အဲ့လိုစနစ်ကို तू ဒီလိုကွာဒီ အဲအဆောက်အုံနေရဲ့ဂျားမှာအဲ့လိုခံတဲ့စနစ်ပေါ့နော် तू ကအဲ့ဒါကိုတီထွင်ပြီးတော့ချမ်းသာလာတဲ့ तू ဆိုတော့ तू က तू ချမ်းသာတာက တနစ်ကို तू ကုမ္ပဏီပေါ့နော်တနစ်ကိုယူရို၄သန်းယူရို၄သန်းလောက်ဝင်ဝင်ရှိတယ်အဲဆိုတော့ပြီးတော့ပြီးတော့ ဟိုသူ့ကိုကားအဲ့လူကိုကားကောင်းစားနေတယ်လေခဏခဏတွဲမြင်ရတယ်ဆိုတော့သူကကားတွေကိုကြိုက်တယ်ကွာအဲ့အဲ့လူအဖေလို့သူကဆိုတော့သူအသက်40ပြည့်မွေးနေ့တုန်းကတော့သူ့ဘာသာသူကားလက်ဆောင်ပေးတာဆိုပြီးတော့ယူရို6သိန်း9000တန်နဲ့ကားဒီသူဟာသူဝယ်ထားတယ်ကွာဆိုတော့ဟိုပြောချင်တာကသူတို့မိသားစုချမ်းသာတယ်မိမရဲ့ကလေးရဲ့ကလေးလေးယောက်ကဟိုလည်းချမ်းချမ်းသာသာထားနိုင်တယ်သူရှာတဲ့ဝင်ဝင်နဲ့ဘဝကလုံးဝတတရရပဲ ဆိုတော့အဲ့ဒီလိုအဲ့လိုအချိန်လေးမျိုးကြီးရနေပြီးတော့ဘာဖြစ်လို့ဒီလိုကြောက်စရာကောင်းတဲ့အမ်ဝမ်းနည်းစရာကောင်းတဲ့အချိန်လေးကြီးဖြစ်ခဲ့တာလဲဆိုတော့အဲခုနကဟိုအစာပိုင်းမှာတငယ်ချင်းကိုပြောခဲ့တဲ့အချိန်ကိုပြန်ကောက်လို့ရှိရင်အဲ့ဒီအဖြစ်အပျက်တွေဖြစ်ခဲ့တာကဇူလိုင်လ26ရက်2022ခုနှစ်ညနေ6နာရီခွဲမှာဖြစ်ခဲ့တာပေါ့နော်အဲ့ဒီညနေ6နာရီခွဲမှာအိနီနာချင်းနေရာရဲကိုဖုန်းဆက်ပြီးတော့တိုင်တော့ဟို ပုံမှန်မဟုတ်တဲ့အခြေအနေတွေဒီအိမ်မှာတွေ့ရပေါ့နော်အဲ့တော့ရဲကိုတိုင်တော့ရဲကရောက်လာရောက်လာတော့မဘာတွေ့ရလဲဆိုတော့ဟိုအမေလို့သူသူ့နာမည်ကမြူခရဲတဲ့အဲ့သူကဟိုအရန်ကို shock ရနေတဲ့ပုံနဲ့သူ့မှာတွေးတွေလည်းပေးနေတယ်သူအင်းကြီးစာမှာတွေးတွေလည်းပေးနေတယ်ပြီးတော့သူ့ရဲ့ level မှာလည်းဟိုတယောက်ယောက်ကကွာဟိုကျိုးနဲ့ဟို ဘလို့လဲပြီးညှစ်တယ်လို့ပုံစံမျိုးနဲ့လည်းအရာတွေတွေ့တယ်ပြီးတော့အဲ့အမျိုးသမီးကအမေလို့သူကဇင်းကြံအပြင်အိမ်ရဲ့အပြင်ဇင်းကြံမှာထိုင်ပြီးတော့အယံကိုရှော့ခရနေတဲ့ပုံနဲ့ဒါပေမဲ့ तू ကစကားတော့ပြောနိုင်တယ်စကားပြောတော့ तू ကဘာပြောလဲဆိုတော့ဒါတွေအကုန်လုံးကိုသူသားအကြီးလောက်တာဆိုပြီးတော့ရဲတွေကိုပြောတယ်ဒါပေမဲ့အဲ့ဒါလွဲပြီး तू အများကြီးဆက်မပြောနိုင်တော့ရဲတွေနဲ့ဒီကယ်ဆယ်ရေးတွေပေါ့နော်ဒီကြက်ချင်းကြီးတွေပါတွေကသူ့ကိုစေယုံပို့လိုက်ကောသူ့ကျမ်းမာရေးတွေစေယုံပို့တော့ ဲ့မှာရဲတွေအနေနဲ့ကโอเคအမေလောက်သူကဒီဆေးရုံကိုခေါ်မသွားခင်သူကဒါတွေကသူသားလောက်တာပါလို့ပြောခဲ့တယ်ဆိုတော့သားဖြစ်သူသူတို့ရှာတော့မယ်ဒါပေမဲ့လေရဲတွေအဲ့ဆုံတော့တွေရောက်လာတဲ့ချိန်မှာအဲ့သားလုတ်သူသူဝေးဝေးလန်လန်ရှာစရာမလို့ဒါအဲ့သားလုတ်သူအကြီးဆုံးပေါ့နော်ယော်ဒန်အနီးနားမှာပဲသူ့ကိုတွေ့သူ့ပုံစံကလည်းတွေ့တဲ့အခါမှာသူ့ပုံစံကလည်းစိတ်နဲ့လူနဲ့မကတ်တဲ့လူမျိုးပေါ့နော်အဲ့သားလုတ်သူရဲ့အင်ဂျီမှာလည်းတွေးတွေလည်းပေးတယ်ပြီးတော့သူထွက်လည်းမပြေးဘူး ထွက်မပြေးပဲနဲ့ရဲနေလဲလာရဲလာသူဘာပြောလဲဆိုတော့အဲငါကတော့ဟိုဘာမှလို့ပြောရင်ငါကတော့စောက်တလွဲကြီးလုံးမိသွားပြီပေါ့နော်ငါအဖေနဲ့ငါညီနှစ်ယောက်ကိုငါတတ်ခဲ့တယ်ဆိုပြီးတော့သူကအဲ့လိုပြောတာအဲ့စကားပြောတာပြောတော့ရဲတွေကလည်းအံ့ဩတာပေါ့နော်ဟုတ်ပါမလားဘာလို့သူကသူ့ဟာသူတတ်ပြီးတော့ဒီလိုပြောပါမလားဆိုပြီးတော့ရဲတွေကလည်းအံ့ဩပြီးတော့အဲ့တော့မှသူကရဲတွေကခုနကအမေကိုအပြင်မှာတွေ့တဲ့ဇင်းချန်ကနေတဆင်အိမ်ကိုအပေါ်တက်ကိုတက်ကြည့် အိမ်အပေါ်တက်ကိုတက်ကြည့်တဲ့အခါခါလေသူတို့ဘွားမှာကွာဟိုဘယ်လိုပြောရမလဲမိသားစုဝင်တအူးကအထူးသဖြင့်သားကဒီလိုဒီလိုမျိုးလုံနိုင်နေဆိုတဲ့အခြေအနေမျိုးမြင်လာရတော့အယံအံ့ဩသွားတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူ့အဖေလို့သူကသူအလုံးလုံးတဲ့ရုံးခန်းထဲမှာတနတ်တရံတန်ရံနဲ့အဖေကဆုံးနေပြီဆိုတော့တနတ်တန်ဒီဒီရုံးခန်းထဲကိုကြီးလိုက်တဲ့အခါကျတော့လေ ဟိုရုံရင်းဆန်ခတ်ဖြစ်နေတဲ့ပုံမပေါ်ဘူးကွာဖြစ်ထားတဲ့ပုံလည်းမပေါ်ဘူးအဲ့တော့အဖေလောက်သူကသူ့ရဲ့ကွန်ပျူတာအရှိမပါတော့အဲ့လိုမှောက်ပြီးတော့ဟိုဆုံးနေရဆုံးနေတော့ဟိုတွေးနေတော့ရှိရကွာဘေးမှာဆိုတော့အဲ့ဒီကွန်ပျူတာမှာဘာတွေးလဲဆိုတော့သူကသူ့ email အလုပ် email ကိုစစ်နေတဲ့ပုံစံမျိုးသူကွန်ပျူတာမှာ email တွေတွေးရဆိုတော့အဖေလောက်သူကအဲ့မှာ email စစ်နေတော့တားလောက်သူကနောက်ကနေပြီးတော့လေဘင်းကိုတစ်ချက်တည်းပြစ်သွားတဲ့ပုံစံမျိုးနဲ့သူတို့တွေးရတယ်ပေါ့နော်အဲ့ဒါတွေ့တာက ပထမဓာတ်မှာဆိုဒုတိယဓာတ်ကိုဆက်တက်သွားတော့အမအငယ်ဆုံးလေး Victor ရဲ့အလောင်းကိုသူတို့ခရင်အောင်နားမှာတွေ့တယ်ခလေးကဘလို့ပုံစံနဲ့တူလဲဆိုတော့ပုံးနေတဲ့ပုံစံနဲ့တူတယ်ပေါ့နော်ဟိုဝင်ပုံးနေတဲ့ပုံစံမျိုးအဲ့ဒီခလေးကြတော့သူကနဖူးတက်တက်မှာတနတ်တန်ရတစ်ချက်တည်းဆိုတော့အနားကိုကပ်ပြီးတော့ပြစ်တယ်လို့မျိုးတနတ်တန်ရတစ်ချက်တည်းနဲ့ပေါ့ဆိုတော့အဲ့မှာသူတို့တွေက ဟိုဒီစစ်စေးရေတို့ဘာတို့ပေါ့နော်ကြည်စံနေမပကြည်စံခွန်နေဘာတွေမပို့သေးရခင်ပဲဒီစုံတော့တွေကကြည်လိုက်တဲ့အခါမှာကြည်စံခွန်နေရတပုံစံနဲ့ပေါ့နော်ဆိုတော့အဲ့ဒီ Victor အငယ်ဆုံးလေးရဲ့နေတဲ့အခန်းနဲ့တိတ်မဝေးတဲ့အခန်းဒုတိယတပ်မှာပဲ Benjamin ရဲ့အခန်းရှိတယ် Benjamin ကဟိုတတိယသားပေါ့နော်သူကြတော့သူခန်းကြတော့သူကဘာလုပ်နေလဲဆို TV print ထားပြီးတော့ gain ဆော်နေတဲ့ပုံစံမျိုးနဲ့သူ့ကိုတွေ့ရကွာဆိုတော့သူလဲအဲ့လိုတစ်ချက်တည်းနဲ့ အဲလဲသွားတဲ့ပုံစံမျိုးတနတ်တစ်ချက်တည်းနဲ့ပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာရဲတွေရောက်တဲ့အချိန်မှာဘန်ဂျမင်ကအသက်ရှူနေသေးတယ်ဆိုတော့သူအသက်ရှူနေတော့ဆေးရုံသူအရေးပေါ်နဲ့ခေါ်သွားတယ်အဲ့မှာရဲတွေကအဲဂျော်ဒန်ကိုမေးတာပေါ့ကွာ မင်းတော့ तू ကလည်းအမှန်တိုင်းပဲဖြေတယ်ဟိုဆိုနင်းတနက်ဗမာလဲဟိုဒီလူလူတက်လက်နဲ့ပေါ့နော်ဆိုတော့အဲဆိုတော့ तू ကညော်ရန်က तू အရင်နေသွားခဲ့တဲ့အခန်း तू ကအဲ့အမှုဖြစ်တဲ့နေရာအမှုဖြစ်တဲ့အိမ်မှာ तू မနေဘူး तू ကအကြီးဆုံးဆိုတော့အပြင်မှာထွက်နေရယ်ဆိုတော့ဒါမှ तू အရင်နေသွားတဲ့အခန်းမှာပဲ तू ကတနက်ကိုဘလို့ပုံစံနဲ့ဖွက်ထားရယ်ထားခဲ့တယ်ဆိုတော့ तू ကပြရတယ်ကွာ ပြတော့အဲ့တဲ့င်းကအဲ့ချိန်မှာပဲတရွာလုံးကိုသူတို့ကလူနည်းနည်းနဲ့တရွာလုံးဆိုအကုန်လုံးဟိုးလေးတရွာဖြစ်ကုန်လူတွေကလည်းအရန်အံ့ဩတာပေါ့နော်ဟိုဒီမီသားစုကချမ်းသာတယ်အရာရာပြည့်စုံတယ်ဘာပြဿနာမှလည်းမရှိရမီသားစုကဘလို့ဖြစ်လို့ဒီဖြစ်ပျက်ကြီးဖြစ်ရတာလည်းပေါ့နော် နောက်တစ်ခုကဒီအမေလုတ်သူပေါ့နော်အမေလုတ်သူကလည်းဟိုယောက်ျားကိုဆုံရှုံရတယ်တားနှစ်ယောက်လည်းဆုံရှုံရတယ်အဲဆိုတော့တားနှစ်ယောက်ဆုံရှုံရတယ်ဆိုတာဘန်ဂျမင်က သူတို့ရဲတွေတွေ့တဲ့အချိန်ရေးပေါ်ရောက်တဲ့အချိန်မှာအသက်ရှူနေသေးပေမဲ့ဆေးရုံရောက်တဲ့အချိန်မှာဆုံးသွားတယ်ဆိုတော့အသက်ရှင်ပြီးကြံခဲ့တာအမေလောက်သူရဲ့အိမ်မှာမရှိတဲ့ညီမလောက်သူရဲ့ညီမလောက်သူရှားလန်းရေပေါ့နော်သူတို့နှစ်ယောက်ပဲအသက်ရှင်ဆိုတော့အမ်သူလူတွေကလည်းခုနကပြောသလိုအရန်ကိုစိတ်ဝင်စားတယ်ရဲတွေကလည်းအမ် ရဲတွေကသူ့မေးကြမေးတာပေါ့နော်ယော်ဒန်ကိုမေးတော့ယော်ဒန်လည်းအမှန်တကယ်စကားတွေအရင်ကြီးတော့မပြောဘူးသူကြည့်ရတာလဲဟိုအဲ့စာပိုင်းမှာဟိုစကားပြောတယ်ဒီလူတွေကိုတတ်ခဲ့တယ်ဆိုတာသူပြောတယ်ဒါပေမဲ့ဟိုပုံစံကလေနာကျင်နေတဲ့ပုံဟိုနောင်နာရနေတဲ့ပုံလည်းမပေါ်ဘူးစိတ်ခံစားမှုရှိတဲ့ပုံလည်းမပေါ်ဘူးဆိုတော့အဲ့ဒီရဲတွေကယော်ဒန်အကြောင်းကိုစပြီးတော့ဟိုစုံစမ်းနေပေါ့ကွာဒီကလေးကဘယ်လိုလူမျိုးလဲဒီကောင်လေးကဘယ်လိုလူမျိုးလဲပေါ့နော်ဆိုတော့အဲ့မှာသူတို့တည်တာကယော်ဒန်ဆိုတဲ့လူက အကောင်လေးကကျင်နာတတ်တယ်ပွင့်လင်းတဲ့ပွင့်လင်းနေတငယ်ချင်းတွေလည်းရှိတယ်ရီးစားတွေလည်းရှိတယ်အခုနတငယ်ချင်းကိုပြောခဲ့လားတော့မသိဘူးအကောင်လေးကအဲ့ဒီအချိန်မှာအသက်24နှစ်သူတငယ်ချင်းတွေထဲမှာမှအဲ့ကောင်လေးယော်ဒန်နဲ့အရင်နှီးဆုံးကကလေးမွန်ဆိုတဲ့တငယ်ချင်းတယောက်ပေါ့နော်သူတို့ပေါင်းလာတာ3နှစ်ရှိပြီသူတို့ကအွန်လိုင်းကတည်ပြီးတော့အရန်ခင်တဲ့တငယ်ချင်းတွေဖြစ်သွားတာပေါ့နော်အဲ့ယော်ဒန်ကလေးမွန်ရဲ့ပြောစကားအရာယော်ဒန်ကအရန်ကို တငယ်ချင်းတွေကိုကူညီတတ်တယ်ကူညီရမလားလဲအမြဲမေးတယ်ပြီးတော့အရန်ကိုလည်းရဲရောတယ်အဲ့ကလေးမွန်းနဲ့သူရီးစားနဲ့ကိုဆိုလို့ရှိရင်ယော်ဒန်ကသူတို့တွေအမ်ဘုကတိဟိုအဲ့ရေရဲတောင်ကနေရာတွေပါတယ်ဟိုဗကေးရှင်းသွားမယ်ဆိုရင် तू က3ည4ရက်တွေပါတယ်ဟိုလုံးဝဇယငိမ့်ခေါ်သွားတာပေါ့နော်ပြီးတော့ရာဇဝင်းမှုမှတ်တမ်းတွေလည်းမရှိဘူးဟိုအကျင့်ပြတ်တာတွေပါတယ်လည်းမရှိဘူးကွာဒါပေမဲ့ သူက အဖေကမီလီယနာဆိုတော့ပတ်စံရတော့တော်တော်တုံးတယ်အဥမာ night club တွေပါတွေတွားပြီးတော့ night club မှာစားတော့ကဲကဲခဲ့တဲ့ဘေးတွေပါတွေအကုန်လုံးအဖေနာမည်နဲ့ထားခဲ့တယ်ကားကောင်းစားစီးတယ်ဆိုတော့အဲ့လိုမျိုးပေါ့ကွာဆိုတော့အဲတနေ့ကြာရင်သူကတော့သူ့အဖေလုပ်ငန်းကိုသူတာဝန်ယူမယ်တငယ်ချင်းမင်းကိုလည်းငါအလုပ်ခန့်မယ်အဲအဲ့လိုမျိုးတွေပေါ့နော်ဟိုပုံမှန်လူတယောက်ပဲကွာအဲ့ဆိုတော့ဒါပေမဲ့ဒါပေမဲ့ယော်ဒန်က ဟိုတခြား personality ကပါလဲဆိုတော့เจ้ามาซาသိမ့်မတော့ဟိုမိဘတွေကအလိုလိုက်ခံတော့ဟိုဟိုလေးဘလို့ပြောရမလဲမိဘပစ္စည်းကိုထိုင်ဖြုံးနေဆိုတဲ့ပုံစံမျိုးတော့နည်းနည်းပေါက်တယ်ကွာ။နောက်တစ်ဖက်မှာတော့သူကကျင်နာတတ်တယ်ရေရောတယ်။တခြားတစ်ဖက်မှာတော့ဟိုဟိုညာတတ်တာတွေပါရှိတယ်။ဥမာကွာအเจ้าမှာစာမုန်းကမအောင်တာမိဘကိုအောင်းတယ်လို့ပြောတယ်။ဟိုအဲ့လိုမျိုးကွာ တဖက်ကတော့အရန်ကောင်းတယ်တဖက်ကတော့သူ့ပုံစံကအလိုလိုက်ခံထားတဲ့သားသမီးတယောက်လှုပ်ချင်တာလှုပ်တယ်မိဘစီးပွားရေးလည်းတကယ်ဟိုမလှုပ်ဟိုထဲထဲဝင်ဝင်မလှုပ်ဘူးတုံးနေဖြုံးနေပေါ့ကွာဆိုတော့အဲ့မှာနားလေတက်ကြွတဲ့လူတွေနဲ့သူ့ကိုစစ်ဆေးကြည့်တဲ့အခါကျတော့လည်းစိတ်ပိုင်းဆိုင်ရာတွေပါပေါ့နော်စစ်ဆေးကြည့်တဲ့အခါတော့လေသူအလုံးကအကောင်းပဲဘာမှပြဿနာမရှိဘူးအဲ့တော့ရဲတွေကပထမဆုံးသူတို့က ကောက်ချက်ချတာဗာလဲဆိုတော့သူကပတ်စံနေအများကြီးတုံးတယ်အဖေသူ့အဖေပတ်စံပေါ့နော်သူ့ပတ်စံတော့မဟုတ်အဲ့တော့အခင်းဖြစ်တဲ့အချိန်မှာဒီဒီမိသားစု၃ယောက်ကိုတတ်တဲ့အချိန်မှာအဖေနဲ့သားနဲ့ကြားဆက်ဆံရေးဘယ်လိုဖြစ်မလဲဆိုပြီးတော့သူတို့ကရဲရအဲ့ရစရတယ်ပေါ့ကွာဆိုတော့အမ်အမပြောရလို့ရှိရင်ခုနပြောသလိုပဲသူကအဖေကချမ်းသာတယ်တားဖြစ်ချမ်းသာတယ်သူသူကိုရူးကိုခြုံပြီးတော့လဲပတ်စံနေရှာခဲ့တယ်ဆိုတော့သူတားကိုလည်းဒီလိုပဲမျောလွန်းတယ် ဒါပေမဲ့ဟိုခြုံငုံပြီးပြောရမယ်ဆိုရင်ကွာတားလို့တူကလည်းဘာအလုံးမှမလုပ်ပဲဖိပစံပဲထိုင်ဖြုံးနေဟိုသူ့ကိုအလုံးလည်းခံထားသေးတယ်ဒါပေမဲ့အဲ့ဒီအလုံးမှလည်းအဆင်မပြေဘူးအဆင်မပြေတော့သူအဲ့ဒီအိမ်မှလည်းမနေချင်ဘူးအဖေနဲ့အတူတူမနေချင်တော့အပြင်ထွက်ပြီးအိမ်ငားနေတယ်ဒါပေမဲ့အိမ်ငားကလည်းသူမပေးနိုင်ဘူးဆိုတော့အမေအဲ့မိဘကပဲသူ့ရဲ့အိမ်ငားကိုပေးထားတယ်အဲ့ဒီတော့ ဒီအဖေနဲ့သားကြမှာဒီလိုမျိုးမတည့်တာတွေပါရှိတော့ဒါကြောင့်မုံမြန်အဖေကိုတတ်လိုက်တာလားပေါ့နော်လူတွေကထင်တာရဲတွေကဟိုကောက်ချက်ချပေါ့နော်ဒါပေမဲ့ဒီလိုပြဿနာရှိလို့အဖေကိုတတ်တယ်ဆိုရင်တော့ထောင်းဒါပေမဲ့ညီငယ်နှစ်ယောက်ကိုဘာလို့သူကတတ်တာလဲပေါ့နော်ဆိုတော့အဲ့ဒီမှာထပ်ပြီးတော့သူတို့တွေစုံစမ်းတဲ့အခါမှာဟို အစာပိုင်းမှာတော့သူကတအားအကြီးဆုံးဆိုတော့အလေးပေးခံရဆုံးပေါ့ကွာနောက်တော့ဘင်ဂျမင်ကအရွယ်ရောက်လာတယ်မိဘနဲ့လည်းပလဲနံတင်နေလိမ်ပါတယ်ဆိုတော့မိဘတွေကဒီသူတို့အားကိုးတာကဒီပထမသားမှမဟုတ်တော့ဘဲနဲ့တတိယသားစီရောက်သွားအဲ့တော့မိဘတွေကသူ့ကိုဂယုမဆိုင်တော့တာလားဆိုတဲ့အတွေးမျိုးယော်ဒန်မှာရလာတော့ပြီးတော့မနာလိုတာပေါ့နော်အဲမနာလိုမနာလိုလာလဲဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီမနာလိုမှုက ဘယ်ဒီတမိသားစုလုံးကိုတတ်ဖို့မြန်အဓိကအကြောင်းဖြစ်နိုင်လားပေါ့ရဲတွေကစဉ်းစားပြန်အောင်ဆိုတော့ရဲတွေကအဲ့မှာဒီအဖြစ်ဖြစ်မဖြစ်ခင်တပတ်လောက်လိုမှာဒီယော်ဒန်မှာဘာအဖြစ်ဖြစ်ဒီဖြစ်ခဲ့လဲဆိုတော့သူတို့ကြီးလိုက်တဲ့အခါကျတော့ဟိုအဲ့ဒီအဲ့လိုမျိုးစဉ်းစားလိုက်တဲ့အချိန်မှာပဲအမေလို့သူကဆင်းယူမှာအခြေအနေတွေကောင်းပြီးတော့စကားတွေပါရေပေါ့နော်ဟိုရေရေလေလေပြောနိုင်လာတဲ့အချိန်မှာသူကဘာပြောလဲဆိုတော့အဲ့ဒီဒီအဖြစ်ပြက်ဖြစ်တာဇူလိုင်လ2012ပေါ့နော် အဲ့ဒီမှာဒီအဖြစ်ပြက်မဖြစ်ခင်တပတ်လောက်မှာအဖေလို့သူကသူယော်ဒန်ကိုမင်းဩဂတ်လဩဂတ်လ31ရက်နေ့ကစပြီးမင်းအခန်းကားကိုလည်းငါမပေးတော့ဘူးမင်းစီးနေတဲ့ကားကိုလည်းရောင်းရမယ်ပြီးတော့မင်းကိုလည်းငါပတ်စံလာစင်မထောက်ပံ့တော့ဘူးလို့ပြောလိုက်တာဆိုတော့အဲ့ဒီတစ်ချက်ကအကြီးမားဆုံးပြဿနာဖြစ်နိုင်တယ်ပေါ့နော်အမေလို့သူကတော့ပြောတာဘာလို့လဲဆိုတော့သူ့အဖေကြီးကသူဘာမှမရတော့ဘူး ဆိုတော့အချိန်မှာသူကအဖေကိုတတ်ဖို့မြန်စီစဉ်ခဲ့တာလားပေါ့နော်ဒီအဖေကိုတတ်ပြီးအမွေတွေရဖို့ဆိုတော့အဲ့ဒီမှာယော်ဒန်ကိုမေးတော့လေယော်ဒန်ကဟိုသူတတ်ခဲ့တာတည်ရတယ်ဒါပေမဲ့ဘလို့ကြောင်းဘာညာ तू မတီးဘူးပေါ့ကွာဟိုစိတ်ထဲမှာဘလို့ဖြစ်လို့ဒီလိုတတ်ခဲ့တာလဲဘာလဲ तू မမှတ်မိဘူးပဲပြောတာ ပထမတကသူအဲ့လိုပြောတယ်နောက်တကရဲတွေကအတင်းမင်းဟိုပေါ့နော်မေးတဲ့အခါကျ तू ကဘာပြောလဲဆိုတော့ तू တငယ်ချင်းကလေးမွန်းနဲ့ကောင်မလေးကိုသူတို့အိမ်မှာဖိတ်ပြီးတော့သမင်းကျွေးတဲ့အခါအဲ့အဲ့အမှုမဖြစ်ဖြစ်ဖို့မတိုင်ခင်ပေါ့နော်ဆိုတော့အဲ့ကလေးမွန်းကဘာပြောလဲဆိုတော့နိမိပါသူနိမိဒါနိအဖေအမေကိုနင်းတတ်လိုက်ပေါ့နော်အဲ့လားဆိုရင်နင်းကပို့ပြီးချမ်းသာမှာလို့ပြောတယ်ပေါ့နော်ဆိုတော့အမရဲကတကယ်ပဲကလေးမွန်းကဒါကိုပြောခဲ့တာလားဆိုတော့ကလေးမွန်းကိုပြန်ပြီးတော့ကလေးမွန်းတငယ်ချင်းသူငယ်ချင်းက ဟိုသူတို့ညစာအတူတူစားခဲ့တာမှန်တယ်ယော်ဒန်ကလည်းသူ့ကိုတနတ်ပြခဲ့တာမှန်တယ်တနတ်ကတကယ်တိတိလေးပေါ့နော်အဲ့ဒီနေမှာယော်ဒန်ကဘာပြောလဲဆိုတော့ငါဒီတနက်နဲ့ငါမိသားစုတက်မှာပေါ့နော်တက်ပြီးလို့ရှင်သူတို့ရှိရအမွေတွေငါတယောက်တည်းပဲယူတော့မှာပေါ့ဆိုတော့ဒါပေမဲ့တနက်တန်ဟိုပေးပတ်ဝန်းကျင်မှာကြောင်းအောင်ခေါင်းယူပြီးတော့တော့တက်မယ်ပေါ့နော်အဲ့လိုမျိုးတွေသူပြောတယ်တဲ့ဆိုတော့သူတို့တွေကစားတောက်နေတဲ့အချိန်အဲ့လိုပြောတော့ကလေးမုန်းကတော့သူသဘောရဆိုရင်သူကတကယ်ပြောနေတယ်လို့မထင်ဘူးနောက်နေတယ်လို့ထင်တာဆိုတော့ ဟိုရဲရလဲကလေးမွန်ပြောတာတကယ်လားယော်ဒန်ပြောတာတကယ်လားဆိုတော့သူတို့မသိဘူးကွာအဲနောက်ဆုံးတော့ယော်ဒန်ကပဲဒီအမှုဖြစ်တာဒီလူတွေကိုတတ်တာကလေးမွန်နဲ့မဆိုင်ပါဘူးသူ့ဘာသာသူသူ့သဘောအတိုင်းပဲလောက်တာပါဆိုပြီးတော့ဖြောင်းချက်ပေးတယ်ပြီးတော့ရဲကဘာတွေ့လဲဆိုတော့အဲ့ယော်ဒန်ရဲ့ကွန်ပျူတာထဲမှာ သူကဘာတွေရှာထားလဲဆိုတော့တမိသားစုလုံးမရှိတော့ရင်အမွေတွေဘယ်သူရမှာလဲ ။မိသားစုလုံးဆုံးသွားလို့ရှိရင်ဘာတွေဖြစ်လာမှာလဲ။အဲအဲ့လိုမျိုးအင်တာနက်ကနေရှာထားတာအကုန်တွေ့တော့ဆိုတော့ဆိုတော့အဲ့ဒီအမှုကပိုကြီးသွားတာပေါ့နော်ပိုကြီးတာဘာဖြစ်လို့လဲဆိုတော့ဟိုကြိုးတင်ကြံစီမှုပါပါသွားတာဟိုဟိုဟိုမတော်တဆတတ်လိုက်ရတာမဟုတ်ဘဲနဲ့ကြိုးတင်ကြံစီမှုမှာ၃ရောက်စလုံးကိုတတ်တာဆိုတော့ခုနကပြောတဲ့ဟိုဆေးရုံရောက်မှဆုံးသွားတဲ့ညီလေးဆိုရင်အသက်က၁၈နှစ် ဟိုဂျဲတွေရဲ့အမှတ်တမ်းရတော့ပထမဆုံးအပြစ်ခံရတာသူပေါ့နော်သူဆိုတော့သူကဗီဒီယိုဂိမ်းကစားနေတဲ့အနောက်ကလာပြီးညီငယ်ကိုပြစ်တယ်အဲပြီးတော့နောက်ညီအငယ်ဆုံးခန်းလေးကိုတွားပြစ်တယ်အဲ့ဒီအချိန်မှာသူတို့အဖေကဟိုစပိန်နဲ့လေးချင်းကန်းလုပ်ပြီးအပြင်အပြန်လာပြီးရုံးခန်းထဲမှာသူတို့ကစစ်ဆေးနေတယ်ဟိုအီးမေးလ်ဆင်နေတဲ့အချိန်ဆိုတော့ဘာမှမသိတဲ့အချိန်မှာပဲအဖေကိုလည်းဝင်ပြစ်သွားတာဆိုတော့နောက်ပြီးတော့အမေကြတော့ဒီသူတို့ဟိုယော်ဒန်ရဲ့ ဘယ်လိုပြောရမလဲဟိုရှေ့နေအရာအမေကိုတော့ तू ကနာကျင်အောင်လုပ်ပေမဲ့ तू ချက်ချင်းမတက်ဘူးပေါ့နော်တက်ချင်တဲ့ပုံမပေါ်ဘူးလို့တော့ပြောတယ်ဒါပေမဲ့အမေမှခုနပြောသလိုတန်ရာတွေတွေးတွေတော့ရှိရပါတော့လဲပင်းကိုကျိုးနဲ့ချီဟိုဘယ်လိုပြောရလဲလဲပင်းညစ်တဲ့ပုံစံမျိုးတွေပါတယ်တန်ရာတွေတော့ရှိတယ်အဲ့တော့နောက်ဆုံးကြရဲတွေကောက်ချက်ချတာ तू ကအမွေတွေလိုချင်လို့ချီသမျှလူတွေမိသားစုအကုန်လုံး ဒီပေါ့နော်အဆုံးဟိုဘယ်လိုပြောရမလဲအဆုံးစီရင်ခဲ့တာလို့သူတို့ကဂျဲတွေကောက်ချက်ကြတယ်ဒါပေမဲ့အဲယော်ဒန်ကတော့ညင်းတယ်သူကအမွေတွေကြောင့်ဒီလူတွေဟိုဟာဖြစ်တာမဟုတ်ဘူးပေါ့နော်နော်သူကမနာလိုတာပေါ့နော်အဖေနဲ့အမေကညီတွေညီမတွေကိုပို့ပြီးတော့မျက်နှာသာပေးတယ်သူ့ကိုအရင်တော့မျက်နှာသာပေးခဲ့တယ်ဒါပေမဲ့အခုတော့ညီတွေစီကိုရောက်သွားလို့ဆိုတော့ပုံစံမျိုးနဲ့သူကတော့ညင်းတယ်ဟိုအမွေတွေကြောင့်သူ့အဖေကိုတတ်တာမဟုတ်ဘူးပေါ့နော်ညီတွေကိုတတ်တာမဟုတ်ဘူးလို့ညင်းတယ်ဒါပေမဲ့ အဲဟိုကလေးမွန်ပေါ့နော်ခုနဂျော်ဒန်ရဲ့တငယ်ချင်းကလေးမွန်ကလည်းအဲသူကသူတို့သူတို့ဟိုနောက်ဆုံးတွေ့တဲ့အချိန်မှာငါကတော့ငါမိသားစုတက်ပြီးအမွေတွေယူမယ်လို့ပြောတာသူကအဲ့အချိန်တော့ကသူကတကယ်ပောက်တက်ကြရပြောနေတယ်လို့ပဲထင်ပြီးတော့ဘာမှဟိုအရေးတွေယူမလုပ်ခဲ့တာပေါ့နော်သူကကလေးမွန်ကတော့အဲ့ဒါပဲပြောတယ်ဆိုတော့သူအဲ့ဒီအမှုက အာ2012မှာဖြစ်ပင်မဲ့အဲ့လိုမျိုးသူတို့ကလေအမှုတွေကအလုံးထုံးလုံးကြီးတွေကအရန်ရှည်တော့နောက်ဆုံး2015ခုနှစ်မှာမှယော်ဒန်ကိုထောင်နှံအနည်း20တရားရုံးကချလိုက်တယ်ပေါ့နော်ဆိုတော့ထောင်နှံအနည်း20ဆိုတာဟိုလူ3ယောက်မိသားစုဝင်3ယောက်နဲ့ထောင်နှံအနည်း20ဆိုတာပုံမှန်အားဖြစ်တော့ ဟို job shop ပေါ်ရနော်ဥမာအမေရိကတို့ဘာလို့မှာဆိုလဲလူတယောက်ဆုံးကိုတတ်မှုပါညာဆို30လို့ပါတော့နှစ်30လို့25နှစ်တို့ချတာလေအဲထားပါတော့ဒါတော့ကိုနဲ့တော့မဆိုင်ဘူးပေါ့နော်ဆိုတော့2015နှစ်မှာသူ့ကိုထောင်ဒဏ်120ချလိုက်တယ်ဆိုတော့2035အာပတ်ဝန်းကျင်လောက်မှာပြန်လွတ်မှာပေါ့နော်ဆိုတော့အဲ့မှာသူ့တငယ်ချင်းကလေးမွန်းကသူကဘာပြောလဲဆိုတော့ငါတဲ့ ငါအဖြစ်လဲပါတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တကယ်လို့ဒါငါကငါတငယ်ချင်းပြောတာကိုယုံခဲ့ပြီးလို့ဟိုဒီမိသားစုကိုသွားပြီးတော့အကြောင်းကြားနိုင်ခဲ့မယ်ဆိုလို့ရှိရင်ငါဒီမိသားစုကိုကယ်ကောင်းကယ်နိုင်ခဲ့မယ်ဆိုပြီးတော့အဲ့လိုအတွေးရလဲအမြဲတမ်းရှိနေတော့မှာတဲ့အဲ့ claim ပေါ့သူရဲ့အခင်ဆုံးတငယ်ချင်းကပြောတာ။ဆိုတော့အမ်ဒီနေ့ဇလန်းကတော့တလောက်ပါပဲတငယ်ချင်းရေအဓိကပြောချင်တာကတော့ ဟိုဒီဇလန်းက Netflix မှာမရှိဘဲနဲ့ဒီအဲ podcast တခုကနားထောင်ပြီးပြန်ပြောတာဖြစ်ပါတယ်။အဲနားထောင်ပြီးတဲ့အတွက်လည်းအကျေးဇူးများကြီးတင်ပါတယ်။နောက်တစ်ပတ်ဒီမှာပြန်တွေ့မယ်တတ်တာ။